အသက်73နှစ်အရွယ်မိန်းကလေးငယ်တယောက်ကိုကိုတွင်းထံရရရအောင် ရိုက်နှက်ခဲ့တဲ့မော်ဝီမြို့နယ်တရဲညိုပင်ရွာကမေဤတီကေဟာပိုင်ရှင်အမျိုးသမီးကိုနိုဝင်ဘာလ12ရက်နေ့ကစစ်ကောင်စီလက်အောက်ခံရဲတွေကဖမ်းဆီးခဲ့တယ်လို့မြို့ကန်တွေစီကသိရပါဗျာ။ နိုမာလာ၁၇ရက်နေ့နေ့လယ်ကတိကေဟာမှာစောင်းလျှောက်ထားတဲ့ခွေးလေခွေးလွန်တွေကိုအစာကျွေးပြီးအလုံးလုံးနေတဲ့အသက်၃၃နှစ်အရွယ်မိန်းကလေးကိုဂေဟာပိုင်ရှင်ဖြစ်သူဒေါ်မေဤလွင်ကတနေ့ကုန်ရိုက်နှက်ခဲ့တာမှာညပိုင်းမှာကလေးငယ်ကထွက်ပြေးခဲ့ပြီးရေတိုးကြီးရွာထိပ်မှာဒဏ်ရာရင်းနဲ့တတိလစ်လဲကျနေတာကြောင့်ကြီးရွာအုပ်ချုပ်ရေးမှူးနဲ့ကယ်ရီသမားတွေကကူညီပေးခဲ့တယ်လို့မြို့ကန်တယောက်ကပြောပါတယ်။ အဲ့ဒီမိန်းကလေးဟာအတွင်းထံရရထားပြီးအသက်အန္တရာယ်စွန့်ရရတဲ့အခြေအနေမှာရှိကြောင်းနဲ့ရန်ကုန်စေယုံကြီးမှာလက်ရှိဆေးဝါးကုသမှုခံယူနေကြောင်းဒေသခံတယောက်ကပြောပါရယ်။ May E and Kiss Animal Lover Gihama Mobi မြို့နယ် ဘိုးတော်နာဂုံကြီးရွာအုပ်စုတရက်ပင်ညိုကြီးရွာရဲ့အရှိပိုင်းမှာတည်ရှိပြီးခွေးလေခွေးလွယ်အပါအဝင်တခြားသတိစံ200ကျော်ကိုလူမှုကွန်ရက်မှာအလှူခံပြီးကျွေးမွေးဆောက်ရှောက်နေရလို့သိရပါဗျ။လက်တလုံးမှာ May and Kids Animal Lover ပိုင်ရှင်ဒေါ်မေဤခေါ်မေဤလွင်ကိုမော်ဘီမျိုးမရဲစခန်းကကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေနဲ့အမှုဖွင့်လက်စစ်ဆေးနေတယ်လို့သိရပါဗျ။